ားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ Linga Sport channel ကနေလည်းကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့လည်းတနင်္ဂနွေတွေမှာရှင်ပြန်ကစားကြမယ်ဆယ်လပိုင်း9ရက်နေ့2025တနင်္ဂနွေတွေမှာပေါ့နော်ဒါ England Premier League ပွဲစဉ်တွေတည်တက်မဲ့ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီနောက်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော် Villa နဲ့ဒါ Burnley ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျအိမ်ဝင်ဖြစ်တဲ့ Villa ကနေပြီးတော့ဒါ Burnley ကို3-0နဲ့ပြောင်းစားသေးကြောထားတယ်ကိုပေါင်းစင်းမှာဆိုရင်လည်းဒါနှလုံးရှုံးသေးတိဖောက်ပေးတာတွေ့ရကြဒါကနေဦးစေးအခုလက်ရှိပေါင်ဘော်ဒီစေး ကိုပေါင်းစည်းတွေပဲဖြစ်ပါတယ်အဆိုမီလာကအင်္ဂလန်ပလေးများလှိမှနိုင်ဝဲမြူနိုင်ဦးဆိုပြီးတော့ဥရောပပွဲစဉ်မှာတော့ကောင်းတယ်ဘန်လေးကလည်းဒါအင်္ဂလန်ပလေးများလှိမှဒင်းငယ်လေးဖြစ်တဲ့ဆိုပြီးရှေ့ဆန်းကတော့မတင်မင်းဖြစ်တယ်ပြင်မဲ့အသင်းကြီးတောင်ဒုက္ခပိတ္တာတွေ့ရပြအသင်းစလုံးကထိတ်တတွေ့ဆုံမှုအီတွေ့ရအောင်ကြည့်ရမယ်ဆိုရင်တော့ဒါအရှင်ပြတဲ့ဗီလာလေးကပါတယ်ဆိုပြီးမဲ့ဒီဘက်နဲ့နောက်ပိုင်းမှာတော့50 50ရာခိုင်နှုန်းလို့ပြောတွေ့ထားတယ်ဗျဒါနဲ့အသင်းစလုံးရဲ့ဒီရှေ့ဆန်းမှုကြီးပါတော့အင်္ဂလန်ပလေးများလှိမှဒါဗီလာအနေနဲ့အကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့ ရုံးကန်လာပြီးတော့အနိုင်သုံးမဟုတ်ရဘူးလို့ခြောက်ဝဲလာဖို့တော့တင့်တော်ပြီဗျ။ဘူရောပွဲစဉ်တွေကောင်းနေဆိုပေမယ့် England Play Myanmar League မှာဆိုလို့ရှိရင်ဒါရှေ့ဆန်းမတည်ငြိမ်ဖြစ်နေပြီးတော့တည်ရင်နဲ့အချုံနိုင်ပွဲလေးတာတပွဲလောက်ပဲရှိထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီနေ့ခုခံမရလကောက်အဆူမီလာနဲ့ဒီဘန်လေးလိုပဲပွဲစဉ်မှာဆိုလို့ရှိရင်ဘုံတော့အနေဆုံးဒါအဆူမီလာကတ်နိုင်သွားပြီးတော့အနိုင်သုံးမဟုတ်ရောက်သွားလိမ့်မယ်လို့တွေးမြင်မိတယ်။စစ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့အဆူမီလာနဲ့ဘန်လေးပွဲစဉ်မှာအင်ဝင်ဖြစ်တဲ့ဘုံတော့ဒါဘီလာဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ နောက်ထပ်တပွဲဖြစ်တဲ့ဗျ Everton နဲ့ Crystal Palace ပွဲစဉ်သွားမယ် Crystal Palace ကတော့ Europa ပွဲစဉ်ဒီမှာဆိုရင်ရှေ့ဆန်းပြနေပြီ England Premier League မှာဆိုတဲ့အသင်းကြီးရောအသင်းငယ်တွေရောအကုန်လုံးဆွတ်ဆက်ပြီးနိုင်ထားတဲ့အသင်းတွေဖြစ်တယ်ဗျ။အဲ့တော့ Everton ကတော့ England Premier League မှာကောင်းမလို့လို့လည်းအခုဖက်ဒီပွဲတွေမှာဆိုရင်ဒါတေးတွေကြထားလိုက်ရှုံးထားနေတွေ့ရဗျ။အ ਨੇ ဆုံးကတော့သူ့နဲ့တေးကြောင်ကစားထားကိုတွေ့ရတယ်။ဒီနေ့အိမ်ကွင်းမှာဒါ Palace နဲ့ရှင်ပြန်ကစားမှာဗျ။ Crystal Palace ဒီနေ့အနိုင်ရရှိကောင်းမလား။ဒါမှမဟုတ်တေးခံသွားမလား။ တကယ်တည်းထားတဲ့ guitar ဖဲလေးအနေနဲ့ဒီဘက်နဲ့နောက်ပိုင်းမှာပေါ့နော်ကောင်းလာတယ်ထို့မဲ့ Everton ကလည်းဒါပုံစံကောင်းလေးပြင်ထားတာတွေ့ရတယ်အိမ်ခွင်မှာလက်ရှိပေါ့နော်ကနဦးဆေးမှာဆိုလို့ရှိရင်ရှီတူဆိုရင်ဒီဖောက်ပြားကိုကိုပေါင်းသေးတဲ့နှလုံးသွင်းမှာပြာဆုံးရှုံးသေးပြေးထားကြဆိုတော့ကျွန်တော်ကဒီပုံစံတိုင်းကြည့်မယ်ဆိုနှစ်သိန်းသုံးရတယ်အဲဒါဆိုနှလုံးအထက်ကလေးတွေရှိတာကစားတာတွေ့ရကြတက်စစ်ပိုင်းမှာ goal သွင်းနိုင်တဲ့နှစ်သိန်းသုံးကတော့ရှိတယ်အဲကြောကျွန်တော်ရေကိုခံမရတဲ့ကတော့11 11လောက်ဒီဖြစ်သွားလိမ့်မယ် ဒီထက်လည်းပုံပို့သွားလိုက်မယ်ဗျနှစ်ဖက်ပေါင်းလို့ရှိရင်ပေါ့နော်အဲကြောဒီ Everton နဲ့ Crystal Palace ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါင်းအပေါ်တဲ့ကြောင်းလေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဂိုးပေါင်းအပေါ်တော့အခုလက်ရှိကနဦးပောက်ပြရတယ်မယ်နှလုံးသားပြားဆုံးရှုံးသေးလေးပဲရှိဗျအာဒီဈေးလေးရင်လည်းဂျိုးကနေပြီးဂိုးပေါင်းအပေါ်လိုက်ပြီးတော့သုတ်ကစားသိချင်တယ်ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Nottingham Forest ပွဲစဉ်သွားမယ်ဗျ newcastle ကတော့ဒါ champion league မှာကောင်းတယ်ဆိုပေမဲ့ဒါ england premier league မှာတပွဲပဲအနိုင်ရရှိထားတယ် newcastle အနေနဲ့ပေါ့နော်ဒီနေ့ပါ england premier league ကိုနိုင်ပွဲတစ်ခုပြန်လဲရှာဖွေလာလိမ့်မယ်လို့တော့ကျွန်တော်က အမှန်မိတယ်။ဒါပေမဲ့ Northern Forest သင်္ကောင်းနေပြအပြောင်းလဲတွေပြုတ်လုပ်ထားတဲ့နောက်ပိုင်းမှာပွဲစဉ်တွေအားလုံးရောနိုင်ပွဲကနေရောပြန်လဲရှုံးနေထားတာတွေ့ထားရတာ။အစဉ်ရရတူမှာဆိုနူကာဆယ်15ဆိုမဲ့ Northern Forest က9ပြ။အားကြောင့်မို့လို့ကွာဟာနေဆိုနူကာဆယ်နေနဲ့အင်္ဂလန်ပလီးမြိုင်နှစ်ပွဲနိုင်ရရှိထားပြီးကျွန်တော်တို့ရှုံးနေထားပြီးတော့ Champion League ပွဲစဉ်မှာဆိုလည်းအနိုင်ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုနူကာဆယ်လိုယနေ့ဖောက်ပေးထားတဲ့အား Northern Forest ဆိုလုံးသေးသေးပြထားကိုပေါင်းစီ3လုံးတက်ဝက်စားသေးသေးဖောက်ပေးထားတယ်ဗျ။ ဒါတော်တော်လေးတော့ပြင်းတယ်လို့တော့ပြောလို့ရတယ်။ body လေးမှပြင်းပြီးတော့ကိုပေါင်းသေးကိုတော့ဒါစိတ်ကြိုက်ပေးထားတာလည်းတွေ့မိမိတယ်ဗျ။အဲ့ကြောင့်ကျွန်တော်ရဲ့ကိုခံမရလည်းကောင်းနေပွဲပြန်လာလိမ့်မယ်။ Newcastle ကဒီဘက်တဖက်တဲ့အနိုင်ရချင်နိုင်သုံးဘက်ကိုရောက်သွားလိမ့်မယ်ဗျ။ယနေ့ပွဲစဉ်မှာဆိုရင်လည်းဒါ Nottingham Forest လို့ပေါ့နော်။ဒါကိုကတော့ပေးပြီးတော့ရှုံးနေသွားဖို့ပဲကျွန်တော်တော့ခမန်းမိပါတယ်။စိတ်ကြိုက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ Newcastle နဲ့ဒါ Nottingham Forest ပွဲစဉ်မှာဆိုကျွန်တော်အင်ဝင်ဖြစ်တဲ့ Newcastle body ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်ပွဲဖြစ်တဲ့ Upper Hand နဲ့ Brighton ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ Upper Hand နဲ့ဒါ Brighton တို့ပွဲစဉ်မှာဆိုလို့ရှိရင် အဝိုးဝင်ဖြစ်တဲ့ပေါ့နော်ဒါဘိုက်တန်နဲ့ဥပါဟန်တဲ့ကိုကြောက်ပြထားဆိုရှေ့သူဆိုရင်ရှုံးသေးပြဟိုပေါင်းစင်းနှလုံးရှုံးသေးပြီးပေးထားတယ်ဥပါဟန်တန်ကတန်းစင်းစုံထဲမှာရောက်နေတာဆိုပေမဲ့ရုံးကန်အမဖြစ်ဒီဘက်တစ်နောက်ပိုင်းမှာနေပြရည်လဲဆိုတော့အပြောင်းလဲလုပ်ထားပြီးရှုံးနေထားတာကိုတွေ့ရတယ်ဘိုက်တန်ကလည်းဒါအင်ကန်ပေးမြိုက်နောက်ဆုံးကစားပွဲစဉ်မှာဆိုချက်စီကိုအနီကတယောက်ဖက်တင်နဲ့အသိထားတယ်ဒါ3-1နဲ့ရရှိထားတယ်ဆိုတော့ဝိုးကွင်းမှာအားတိုက်အင်တိုက်ကစားတဲ့ဘိုက်တန်နဲ့အင်ကွင်းမှာဒါနိုင်တော့မဟုတ်ရဘူး ို့ကြိုးစားမှဘူးပါဟန်နဲ့ထိတိုက်တွေ့ဆုံမှုပေါ်ဒီစင်းမှာဆိုရင်ဝုံဖြစ်တဲ့ဘိုင်တန်ကရှိတယ်ဆိုရင်အရှုံးသေးကနေနှလုံးအရှုံးသေးပူပေါင်းသေးကြောထားတယ်ဗျစစ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်အင်ကွင်းရုံးခံအားရှိနေတဲ့ဥပဟန်နဲ့ပေါ်ဒီလေးနဲ့ဒါဂိုးအောက်ကိုပဲကျွန်တော်တွဲပေးခြင်းပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Bradford နဲ့ Manchester City ပွဲစဉ်သွားမယ်ဗျာဘက်ဖို့ကအင်ဝင်းမှာကောင်းတယ်ဆိုပေမဲ့မန်ချက်စတာယူနိုက်တက်ကိုအနိုင်ရရှိတာနဲ့မန်စီးတီးရဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုရင်လည်းအနိုင်ရရှိထားတယ်ဗျ အဲ့ကြတော့ကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့ယနေ့အဝေးကမှာဆိုရချင်းဒါဘလက်ဖော့လုံးတွေပေးထားတယ်ဘောပေါင်းကြီးသုံးလုံးတွေပေးထားပြန်ပြီလားအဲ့ကြတော့အင်ဝင်ပြတဲ့ဘလက်ဖော့ကလည်းအသိဉာဏ်အောင်ဒုက္ခပေးနိုင်ပြီးတော့ခတ်မမအောင်ဆော့တက်တယ်ဆိုရင်နောက်တန်းကတော့သိပ်ပြီးတော့ဘောတော့ဒါလုံခြုံမှုတော့မရှိဘူးတိုက်စစ်ပိုင်းမှာဆိုရင်လည်းဒါမန်စီးတီးရကိုယ်ကြီးပြန်သွင်းမှာဆိုတော့ဘလက်ဖော့နဲ့အနည်းဆုံးနှလုံးလောက်တိပေးနိုင်ပြီးတော့ဘလက်ဖော့ပြန်သွင်းမှာဒါလည်းကိုပေါ်ပြီးပေါ်သွားနိုင်တာလည်းဖြစ်တယ်အဲ့ကြတော့ကျွန်တော်ကတော့ဒီနေ့စိတ်ကြရွေးချယ်ပြရမှာဆိုမန်ချက်စတာစီးတီးအနိုင်သိကြတယ်ဆိုပေမဲ့ ဘိုးကြီးကတော့တလောက်ပြတ်မှာမဟုတ်ဘူး Bradford ပြန်သွင်းမှာလာဘူးပေါ်သွားလိမ့်မယ်စိတ်ကြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ Bradford နဲ့ Manchester တီးပွဲတင်မှာကိုအောက်ဒီကြောင်းလည်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ကိုအောက်ကိုတော့ online ပဲမှာပဲဆော့ဆော့အပြင်မှာပဲဆော့ဆော့ကိုတင့်တော်မဇင်းနဲ့ပဲညီကိုတို့ပေါ့နော်လာလိုက်ပြီးတော့ရွေးချယ်ကစားစေခြင်းပါတယ်ခင်ဗျာနော် Bradford နဲ့ Manchester City ပွဲမှာကျွန်တော်ကကိုအောက်ကိုရွေးချယ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါတနင်္ဂနွေနေ့မှာရှင်းပြကစားကြမယ် ဆယ်လာပိုင်း9ရက်နေ့2025ရက်ပွဲစဉ်တွေမှာဆိုရင်အင်္ဂလန်ပရီးမီးယားလိရဲ့ပေါ့နော်ဗီလာနဲ့ပဲလေးပွဲစဉ်မှာဆိုကျွန်တော်အင်ဂွန်ဖြစ်တဲ့ဗီလာပေါ်ကိုရွေးချယ်ပေးထားတာပါအေဗာနဲ့ခစ်စတာပဲလေးပွဲစဉ်မှာဆိုကျွန်တော်ကိုပေါင်းပေါ်ရွေးထားပြီးတော့နျူကာဆယ်နော့တန်ဖော်လေးပွဲစဉ်မှာဆိုအင်္ဂွန်ဖြစ်တဲ့နျူကာဆယ်ပေါ်ဒီအပြင်ဥပါဟန်တန်နဲ့ပေါ့နော်ဒါဗိုက်တန်ပွဲစဉ်မှာဆိုအင်္ဂွန်ဖြစ်တဲ့ဥပါဟန်တန်ပေါ်ဒီနဲ့ကိုပေါ့ကိုတွဲပေးထားပါရက်ဖော်နဲ့မန်ချက်စတာစီပွဲစဉ်မှာဆိုလည်းကျွန်တော်ကိုပေါ့တစ်ချောင်းလေးပဲကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ပေါ်ဒီရွေးချယ်ပေးကြတော့ဗီလာပေါ်ဒီရဲ့နျူကာဆယ် ပေါ်ရီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီနှစ်ဘွဲ့တို့ပေါ်ရီဆိုပါကျွန်တော်၄ဘွဲ့ဟိုပေါ်တော့ဒါညူရော၅ဘွဲ့ပေါ်ဒါမောင်းဆော့ပြရတယ်ပေါ်ရီတိတန်ရွေးဆက်ပြောကိုပါဘူးဒါအကြရှင်းသူမယ်ဆိုလိုက်ပြီးရွေးဆော့ပသားကြပါခင်ဗျာနော်ဟောပါကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ရှုအားပေးတဲ့ညီကိုလေးအထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ